အားလုံးပဲမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေအခုပြပြချင်းတဲ့တင်ရတော့ရုရှားကနေပြီးတော့မြန်မာနိုင်ငံမှာနျူကလ িয়ার တအားပေးစက်ရုံတိစောက်ပြီးမှဆိုတဲ့တင်ပဲဖြစ်ပါတယ်ဒီတင်ထွက်လာပြီးရဲ့နောက်မှာတော့ဒီတင်အကြောင်းပဲပေါ့နော်လူတွေစိတ်ဝင်စားပြောနေတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်ဆိုတော့ရုရှားနိုင်ငံပိုင်နဲ့အနုမြူကော်ပိုရေးရှင်းရဲ့အကြီးတန်းတာဝန်ခံဟာရုရှားသမ္မတပူတင်နဲ့မြန်မာစစ်ကောင်းဆောင်ဒီမင်းအောင်လှိုင်တို့တွေ့ဆုံပြီးရဲ့နောက်မှာရုရှားတင်ဌာနမိ мян တဲ့အခါမှာတော့နေပြီးတော့အနီးမှာနျူကလ িয়ার တအားပေး င်ဆက်ရုံတည်ဆောက်ဖို့စီစဉ်နေရလို့ပြောပါတယ် ဒီစက်ယုံမှာ55မဂါဝပ်ထွက်ရှိမဲ့နျူကလ িয়ার တပောင်းပုံနှလုံးတိဆောက်မှာဖြစ်ပြီးတော့ဒီစုစုပေါင်း130မဂါဝပ်ထွက်ရှိနိုင်မှာဖြစ်ပါတယ်။နောက်အခါမှာတော့330မဂါဝပ်အထိတိုးချဲ့သွားနိုင်မယ်လို့လည်းဆိုထားပါတယ်။အဲ့အပြင်မြန်မာနဲ့ရုရှားအပေါ်ပုံမူနီးကပ်လာတဲ့အစီအစဉ်တွေလည်းထပ်ထွက်လာနိုင်ကြောင်းမြင်တွေ့နေရပါတယ်။မြန်မာလူငယ်တွေကိုရုရှားကနျူကလ িয়ার ပညာတွေအတွက်သင်ကြားပို့ချပေးနေပြီးတော့တခြားနိုင်ငံတွေရဲ့နျူကလ িয়ার စီမံကိန်းတွေမှာပါမြန်မာလူငယ်တွေအလုပ်ဝင်နိုင်အောင်လို့လမ်းဖောက်ပေးနေကြောင်းကိုတာဝန်ရှိတဲ့သူတယောက်ကနေပြီးတော့ ောပြောထားပါတယ်။ဒီအစီအစဉ်ဟာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာမင်းအောင်လှိုင်ဟာရုရှားကိုတတိယအကြိမ်သွားလာတဲ့အခါမှာပြန်လည်စတင်လာတာပဲဖြစ်ပါတယ်။ရုရှားနဲ့မြန်မာတို့ကနျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးချရည်ဆိုတဲ့ခေါင်းစဉ်နဲ့ဒီစာချုပ်လွှာရေးမှာလက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်းသိရပါတယ်။အဲဒါကြောင့်မလို့မြန်မာနိုင်ငံမှာနျူကလ িয়ার ဓာတ်ပေါင်းဖို့ဒီပေါ်တော့နျူကလ িয়ার ဓာတ်အားပေးဆက်ရုံတိစောက်ဖို့အစစ်စစ်ညှိနှိုင်းမှုတွေလှုံ့ဆော်နေပြီးတော့နောက်ဆုံးအနေနဲ့စာချုပ်ချုပ်ဆိုမှုအထိရောက်ရှိသွားပြီလို့လည်းဆိုလို့ရပါတယ်။ ဒါပေမဲ့ဒီအလုံစီမံကိန်းကမြန်မာပြည်တွင်းရောနိုင်ငံတကာမှာပါစိုးရိမ်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။အဲအထူးသဖြင့်ကတော့ဒီအရှိတောင်အရှာနိုင်ငံတွေပေါ့နော်။နောက်ပြီးွားလို့ရှိရင်မြန်မာစစ်တပ်ရဲ့နျူကလ িয়ার နဲ့ပတ်သက်တဲ့ဒီအိမ်မက်ဟာစစ်အာဏာရှင်ဒီအနေနဲ့စီရင်ရည်ရွယ်ချက်ဒီနဲ့တွဲလာနိုင်တာကြောင့်မလို့တကယ်လို့ဒီစီမံကိန်းကငြိမ်းချမ်းရေးအတွက်မဟုတ်ဘူးဆိုလို့ရှိရင်အနာဂတ်မှာအကြီးအကျယ်သုံးသက်စရာဖြစ်လာပါလိမ့်မယ်။နောက်ပြီးွားလို့ရှိရင်တော့ကျမတို့ရဲ့ဒီပေါ့နော်မြန်မာနိုင်ငံကမြောက်ကိုရီးယားလိုမျိုးဖြစ်လာနိုင်လားဆိုတော့အဲ အတွေးခေါ်ရင်းနဲ့အများကြီးလူတွေတွေးနေကြပါပြီ။ဘာလို့လဲဆိုလို့ရှိရင်စစ်ကောင်းဆောင်ကအခုနောက်ပိုင်းမှာကျမတို့ပြည်သူပြည်သားတွေကိုအုပ်ချုပ်တဲ့ပုံစံဟာဒီမြောက်ကိုရီးယားဘက်ကိုသွားတဲ့ပုံတော့ပုံစံမျိုးနဲ့အုပ်ချုပ်နေရမျိုးကြီးအများကြီးမြင်တွေ့လာပါလိမ့်မယ်။ဆိုတော့မြန်မာနိုင်ငံအချမ်းချမ်းစိတ်စိတ်အမှောင်မှာကွဲသွားမှာလား။ဒါမှမဟုတ်လို့ရှိရင်အာမြန်မာနိုင်ငံဘလိုမျိုးများပေါ့နော်။ဖြစ်သွားမလဲဆိုတာကတော့ထပ်ပြီးတော့ဆက်လက်ဆောင်တည်စရာဖြစ်မှာပဲဖြစ်ပါတယ်။ဆိုတော့အော် နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ကတော့ပြောရမယ်ဆိုလို့ရှိရင်အရင်ကတည်းကပြောခဲ့သလိုမျိုးပဲတော့လာလာလာနေလာထိုင်တာဆက်ဆက်ရတတိထားဖို့ပဲမှတ်ချင်ပါတယ်။ကျမတို့တွေမြန်မာနိုင်ငံကြီးကတဖြည်းဖြည်းနဲ့အဲဘလို့အခြေအနေမျိုးရောက်ရှိနေဆိုတာကတော့ထပ်မံပြီးတော့စောင့်စားကြည့်ရှုရမယ့်အခြေအနေတစ်ခုဖြစ်တယ်လို့ပဲပြောချင်ပါတယ်ရှင်။အခုတောင်မှပေါ့နော်မြန်မာနိုင်ငံမှာလူစင်းရဲနဲ့လူချမ်းသာကွာခြားမှုဟာအစမတန်ကွာခြားသွားပြီပဲဖြစ်ပါတယ်။ဆိုတော့ဒီကွာခြားမှုကိုဘလို့မျိုးတွေဆက်လက်ပြီးတော့စစ်ကောင်းဆောင်အကင်တွင်မှာလဲထပ်ပြီးတော့ဒီထပ်ပို့ပြီးတော့စင်းရဲချမ်းသာမှု တွေကြွားချဖို့ပဲရှိရလို့တော့ကျမကတော့မြင်ပါတယ်ဆိုတော့ဘယ်လိုမျိုးပေါ့နော်ကျမတို့တွေအဲကြုံတွေ့ရမယ်ဆိုတာတော့ထပ်မံပြီးတော့အဲစောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ရှင်ဆိုတော့အားလုံးပဲမှာကျင်တာကတော့အဆက်ဆက်ရရသွားတာလာတာနေရာတိုင်းနာယူဆိုင်ကြပါလို့မှာကျင်ပါတယ်